အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့ကျွန်တော်နေ့လေးနေ့ဖြစ်ပါဒီညကနေပြီးတော့စုံမောင်းအောင်တောင်းပြပါတယ်အဲ့တော့ဒါကျွန်တော်တို့အကျိုးရေခုံတန်းအကြောင်းပြောပြီးဆိုရင်တော့ဒါကျွန်တော်ဒီဒီဘက်မှာတော့ဒါကျွန်တော်တို့ပွဲကြီးပွဲကောင်းဖြစ်တဲ့ကာရာဘောပွဲစဉ်ကိုတော့မနေ့ကပြောခဲ့ပြီးပြီလက်ရှိမှာနောက်ထပ်ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ London Derby အကြောင်းကျွန်တော် ပြောအောင်ဖြစ်တယ် အဒီပွဲစဉ်ကအာစနိုအသင်းရဲ့ပရီးမီးယားလိတိုက်တယ်မှာနောက်ဆုံး live line လို့ပြောလို့ရတဲ့ပွဲတစ်ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာသိကြတယ်မှာအာစနိုအသင်းနဲ့မထင်မှတ်ပင်တဲ့ down shot ဆိုလို့ပရီးမီးယားလိမှာရမှတ်တဲ့ down shot ရောနေကြတာတွေ့ခဲ့ရတယ်မှာပါတယ်ဒါဒီဘက်မှာဒါကျွန်တော်တို့အာစနိုအသင်းနဲ့တစ်ဖက်ကဒါကျွန်တော် Liverpool အသင်းနဲ့ဒါပွဲရော့တစ်ပွဲကိုကတ်နိုင်ခဲ့မယ်ဆိုအာစနိုအသင်းနဲ့လက်ရှိမှာ Liverpool အသင်းကဒါ၁၂မှတ်လောက်ပဲကွာနိုင်မယ့်အနေအထားမှာရှိတယ်ဒါပေမဲ့ဒါပြန်ကတ်မယ်ပွဲစဉ်ကလည်း Chelsea လိုအသင်းမျိုးနဲ့တွေ့နေရတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ပြန်ကြည့်ရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်ပွဲဒါဘယ်လို ံစံမျိုးတွေဆော့မဲ့ဘာညာပြောတာကျွန်တော်မပြောတော့ဘဲနဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာ feeling လေးပြောသွားမယ်အဲ့တော့ဒီနေ့ပွဲစဉ်က Arsenal အသင်းအတွက်ဒါကျွန်တော်တို့ do or die ပေါ့နော်ဒါ make or break ဆိုတဲ့ပုံစံမျိုးကို Arsenal အသင်းအနေနဲ့သွားတယ်ပြောမှဆိုဒီနေ့ပွဲစဉ်က Arsenal အသင်းအတွက်ကတတော်လေးကိုဒါအရေးကြီးတယ်လို့ပြောလိုက်တာတစ်ဖက်က Chelsea အသင်းအတွက်က Chelsea အသင်းအတွက်ကလက်ရှိမှာဒီနေ့ပွဲစဉ်ကဒါ personally ပြောရမယ်ဆိုရင်တော့ဒါဒီနေ့ပွဲစဉ်ကသူတို့အတွက်လည်းအရေးကြီးတယ်ဥရောပဝင်ခွင့်အတွက်ပေါ့နော်ဥရောပဝင်ခွင့်ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Chelsea အသင်းအတွက်လည်းအရေးကြီးတယ်တော့မှပါတယ်ဥရောပဒါ Chelsea အသင်းနဲ့လက်ရှိမှာ Conference League ဆကူနိုင်ခဲ့မယ်ဆိုရင်တော့ Conference League အနေနဲ့ဒါကျွန်တော်တို့ Europa League ကိုဒါကျွန်တော်တို့ဘယ်ဝင်နိုင်မှာဖြစ်လဲတော့ Champions League တော့ဝင်နိုင်သေးဘူးအဲ့တော့ပြောချင်တာကလက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါ Chelsea အသင်းနဲ့နိုင်မှု လို့ဒါပေမဲ့ Chelsea တင်းဒီနေ့ပွဲစုံမှာဒါနည်းနည်းလေး relax ဖြစ်သွားတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့သူတို့နေနေတာကျွန်တော်ဥရောပဝင်ခွင့်ကလက်ရှိမှာ9နေရာအထိရမှာဖြစ်တော့တဲ့ကြောင့်မို့ဒါဒီနေရာမှာတော့ဒါဘဒူတွေကိုဘဒူတွေဘလိုပဲဖြစ်ဖြစ်ဒါကျွန်တော်1 to 5ဝင်တဲ့ကောင်ကတော့ဒါကျွန်တော်တို့ Champion League ဝင်ခွင့်တနေရာတော့ရရှိမှာဖြစ်တယ်အဲ့တော့ Chelsea တင်းနဲ့လက်ရှိမှာဒါကျွန်တော် Conference League ဒါရခဲ့မယ်ဆိုတော့ Europa League position ကတော့ secure ဖြစ်တယ်။ဒါပေမဲ့ Chelsea တင်းကခုလက်ရှိမှာဒီလိုခြေစွမ်းမျိုးနဲ့ကတော့ Europa League ကမြည်တော့ပဲဆိုစီကမှုဒါကျွန်တော်တို့ secure ဖြစ်ပြီးသားဖြစ်တယ်လို့ကျွန်တော်နည်းမြင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်ကသာ Chelsea အသင်းအနေနဲ့အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်ရမှတ်52မှတ်နေတာဒီနေ့ပွဲစဉ်မှာဒါ Arsenal အသင်းနဲ့တော့မှဒါ သုံးမှတ်ပဲကွာသွားနိုင်ပဲအခွေရေးတစ်ခုရောက်သွားခဲ့တယ်။ဒါတော်တော်လေးကိုဒါကောင်းမွန်တဲ့ရလက်တစ်ခုအန်ဆိုမရက်ကပေါ်ဆောင်နိုင်မယ်လို့မြင်တယ်။ဒါပေမဲ့လက်ရှိဒါကျွန်တော်ချက်စီအသင်းအကြောင်းပြောရမစွန်းတာကိုပဲဟေဗင်နဲ့ပုံစံနောက်ဆုံးတော့ကျွန်တော် highlight ပြန်ကြည့်မိတယ်။ဒါကိုပဲဟေဗင်နဲ့ပုံစံတော့ကျွန်တော်နေအကြီးတော့ကျွန်တော် judge မလုပ်ချင်ဘူး။ဘာလို့ဒီလိုပြောရလဲဆိုတော့ဘာလို့ကိုပဲဟေဗင်နဲ့ပုံစံမှာဒါလူငယ်တွေနဲ့အရန်ကစားသမားတော်တော်များနဲ့ဒါပွဲထွက်သွားကြတာကျွန်တော်နေဒါအရန်ကြီးကျွန်တော် judge မလုပ်ချင်ဘူးလို့ပြောပြရအဲ့တော့ ဒီနေ့ပုံစံကတော့အာဆုံသင်္ကောတာ Chelsea အသင်းတော်ကနှစ်ယောက်လုံးတွေ့တာကျွန်တော်တော်တော်လေးကို define ဖြစ်မယ်ဒီနေ့ပုံစံမှာအာဆုံသင်တာကျွန်တော် ခုနပြောလိုပဲခြေစွမ်းရတစ်ခုခုသာလွဲချော်ကြည့် Liverpool ကိုတွားပြီဒီနေ့မှာဒါကျွန်တော်ဒီနေ့ပွဲစဉ်ကတော့ခုန Liverpool တင်းနဲ့ Carabao ကိုဒီတွင်းပြမှာခင်ဗျားတို့ဒီနေ့ပွဲစဉ်ကဘယ်လောက်ထိရေးပါလဲဆိုတော့ Liverpool တင်းနဲ့ဒါကျွန်တော် Carabao ဖလားတာရသွားခဲ့မယ်ဆိုရင်ဒီနေ့ပွဲစဉ်မှာ Arsenal တင်းတာဒါချေချော်သွားခဲ့မယ်ဆိုရင် Liverpool တင်းနဲ့ဒါတပတ်တွင်းကိုဖလားနှလုံးရသွားမယ်ခွင့်ရေးပုံစံဖြစ်သွားမှာ လီဗာပူးရဲ့ဒါရသက်တစ်ဘက်ကဒါတိကျတယ်မှာ PSG ကိုရှုံးနေခဲ့ပြီးချန်ပီယံလိမှာထွက်တော့ကြောင်းတော်တော်လေးကိုဒါစိတ်ပြတ်နေတဲ့အခြေအနေတစ်ခုကနေပြီးတော့ဖလားတစ်ခုကိုဒါပုံစံပေါ့ဖလားနှလုံးကိုတစ်ပတ်ထဲမှာရသွားတယ်ဆိုတဲ့ feeling မျိုးလီဗာပူးရသွားနိုင်တယ်တော်ပါဒါပေမဲ့ ဒီနေ့ပွဲစဉ်မှာအာဆိုအသစ်နဲ့ဒါဂျီကိုတို့နဲ့နောက်ဆုံးချိန်ဒီငါတို့က pressure ပေးနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်တဲ့မှာကျွန်တော်တို့တွေ့တွေ့တဲ့တဲ့မှာပါတယ်ပေါ့အော်အာဆိုအသစ်နဲ့ဒါ PSV နဲ့ပွဲစဉ်မှာဒါလည်းရှိမှာဒါတို့တို့အိမ်ကွက်မှာဒါလူငယ်တော်များနဲ့ပွဲထွက်ခဲ့တယ်ဒီနေ့ပွဲစဉ်ကဘာလို့ fail ဖြစ်လဲပို့ပြီးတော့ fail ဖြစ်တဲ့အကြောင်းအရဒီနေ့ပွဲစဉ်မှာဒီလာမဲ့ပွဲစဉ်ကဘာလို့ fail ဖြစ်လဲဘာလို့ fail ဖြစ်လဲဆိုလက်ရှိမှာနှစ်သင်းလုံးကတို့ရဲ့အကောင်းဆုံးကစားသမားတွေကိုအကောင်းဆုံးနားကွင်ပြုခဲ့တယ် Chelsea နဲ့ Copenhagen နဲ့ပွဲစဉ်မှာလူငယ်တွေနဲ့ဒါ second line up နဲ့ပဲထုတ်ထွက်ကြတော့မှာဒါ Arsenal အသင်းတော်သူက ready ဖြစ်နေပြီအာဆိုအသင်းတွေကဒီနေ့ပွဲစဉ်မှာပြန်ကြည့်မယ်ဆိုတာ Chelsea င်းသင်းထွက်တယ်ဒီနေ့ပုံစံတော့သူတို့ကလည်း ready ဖြစ်နေပြီ။ဘာကြောင့်လဲခုနပြောသလိုပဲသူတို့အနေနဲ့ PSV နဲ့ပုံစံမှာအရင်ကြီးနဲ့ထုတ်ခံခဲ့တယ်။အဲ့တော့မမေ့ရပြကျွန်တော် Arsenal က PSV နဲ့ပုံစံမှာဒါကျွန်တော်တို့ လုံးဝဟာကျွန်တော်အတိတိုက်ရအဓိကအာဆနောသစ် PSV ကိုအိမ်ငွေ့မှာကြိုင်ခဲ့တဲ့ပုံစံအကွက်ဆန်းခဲ့တဲ့ပုံစံတော်တော်လေးရှိတာဒါခဏဘုကနာဘုခင်ဗျာ7-1နဲ့နိုင်ထားတဲ့အသင်းတသင်းများ7-1နဲ့နိုင်ထားတဲ့အသင်းကဘာဆက်လောက်တော့မှာ AC ပဲလေဟုတ်တယ်မလားအဲ့ဒီချိန်ဘယ်ချိန်ထပ်ငငနိုင်နေဆိုတဲ့အကွက်မျိုးဒါနင်းပြခဲ့တယ်အာဆနောသစ်နဲ့ဒီလိုမျိုးအကွက်ဆန်းတာတော့မှာဒါ PSV ကိုတူတူဆိုရရက်လက်နဲ့တွားခဲ့တယ်အဲ့ရက်လက်ပိုင်းနေပြန်ကြည့်ရောဒီနှစ်သင်းကဒါကျွန်တော်ထူးဆန်းတာဗျအရင်တုန်းကဒါ Chelsea အသင်းကဒါသူတို့ခက်ကောင်းခဲ့ပေါ့ Chelsea အသင်းခက်ကောင်းခဲ့စဉ်က အာဆိုသင်ကိုအမြဲတမ်းဒုက္ခပေးခဲ့တယ်ဒါကျွန်တော် DDA dropper ရှိတဲ့ kit နဲ့မှာကျွန်တော်မမေ့ရ DDA dropper ဆို Arsenal ပြိတက်တဲ့အားမုံနေ DDA dropper နောက်ပိုင်းမှာ Eden Hazard ကိုဒါ Arsenal ပြိတက်တဲ့အားမုံနေဒါပေမဲ့လက်ရှိနောက်ပိုင်းခုနှစ်တွေမှာ Chelsea အသင်းကိုဒါကျွန်တော် Chelsea အသင်းကဘယ်ကစားသမားမှဒါ Hazard ပြီးရင်တော့ Arsenal ကိုကောင်းကောင်းမဒုက္ခမပေးနိုင်ခဲ့တာဘောက်ကြပြီးရပြီလေကျွန်တော်ဒါအချိန်နဲ့တော့တခုတည်းကြာခဲ့ပြီဗျာသိလားကျွန်တော်ဒါကျွန်တော်မျက်စိထဲမှာအခုချိန်ကြီးမထွက်တာဗျာကျွန်တော်ဒါ အာစနိုရဲ့တသင်းလုံးကိုလိန်ခောက်ပြီးဟာဇက်တကောင်ကွင်းလယ်ကနေဆွဲပြေးတာမှလှလိုက်တဲ့ twin goal ပေါ့နော်အခုချိန်တိုင်းမျိုးလုံးနဲ့မထွက်သေးဘူးအဲ့တော့ဒါအာစနယ်ချက်စီဆိုတာကြောင့်လန်ဒန်ဒါဘီမှာဒါပြင်းထန်တယ်မပြောမှမဆိုရင်လန်ဒန်မှာအအောင်မြင့်ဆုံး club နှစ်ခုတည်းက နှစ်ခုတွေ့ကြပါဒါပြည်တွင်းမှာဒါအာဆိုသင်းကပိုအောင်မြင်တယ်ဒါကြောင့်ပြည်ပမှာချက်စီသင်းကဒါချန်ပီယံလိဒီရှေ့ဆုံးပို့ပြီးအောင်မြင်တယ်လို့ဆိုလို့ရမယ်တော့ပါအဲ့တော့ပြည်တွင်းမှာအောင်မြင်တဲ့အာဆိုသင်းနဲ့ပြည်ပမှာအောင်မြင်တဲ့ဒါကျွန်တော်တို့လန်ဒန်သင်းနဲ့သင်တွေ့ကြမယ်ဒီနေ့ပွဲစဉ်က clash ရတော်တော်လေးကိုကြီးမားဘာကြောင့်လဲဒီနေ့ပွဲစဉ်ကခုနကပြောသူပဲချက်စီအသင်းထက်ဆိုင်အာဆိုသင်းကဒီနေ့ပွဲစဉ်ကသူတို့က life line ပဲနောက်ဆုံး life ပဲအခုနကပြောဒီနေ့ပွဲစဉ်နိုင်မယ်ဆိုရင် Liverpool သင်းနဲ့12မှတ်ပြန်ကွာနိုင်မယ်တော့ကျွန်တော်တို့ကစောက်ရမ်းမိုက်သွားနိုင်တဲ့ action တွေတခုရောက်သွားမှာဒါပေမဲ့ဒီနေ့ပွဲစဉ်မှာလာတခုခုလွဲချော်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ပွဲရည်အတွက်တူသွားပြီးတော့ 55မှတ်กว่าသွားမဲ့နေသားတစ်ခုမှာတကယ်ပြန်တွက်ကြည့်မယ်ဆိုရင်3 4 55 5ပွဲဆက်လစ်ဗာပူးရှုံးရမဲ့နေသားတစ်ခုရောက်သွားပြောချင်တာအခုလက်ရှိမှာပြိုင်ပွဲ29ပွဲရောက်နေပြီတိုတယ်38ပွဲကံမှာတိုတယ်9ပွဲကျန်တယ်အဲ့တော့အဲ့ဒီ9ပွဲတက်ကလစ်ဗာပူးကလက်ရှိမှာ5ပွဲဆက်ရှုံးမှုဆိုတာလုံးဝလုံးဝလက်ရှိချေရမဖြစ်နဲ့ပိုဆိုးသွားတာကလစ်ဗာပူးတင်းကအခုလက်ရှိမှာချန်ပီယံလိထွက်သွားပြီဖြစ်တယ်သူတို့အနေနဲ့ပရီးမီယာလိတစ်ခုပဲအားအောင်ဆက်ရရှိတော့တယ်သူတို့အနေနဲ့ရှိတဲ့ဖလားကလာမဲ့ပတ်မှာပြီးသွားမဲ့တော့ကြောင့်သူတို့အနေနဲ့ကြံတဲ့ပွဲစဉ်တွေကပရီးမီယာလိပွဲစဉ်တွေကြီးပဲကြံတော့မှာဖြစ်တဲ့ကြောင့်ဆိုလစ်ဗာပူးတင်းကပရီးမီယာလိကိုဆက်ဆက်ပြီးအားအောင်ဆက်လိအဲ့တော့ ဒီနေ့ပွဲစဉ်ကအာဆိုအသင်းအတွက်ခုနပြောလိုပဲမြင့်မြော်လေးဂျန်နဲ့ဒါကျွန်တော်တို့ ဟိုမြွံ့မြွံ့လေးဂျန်နေတာကျွန်တော်အသက်တစ်ချောင်းကိုဘလို့ကဲမလဲဆိုတဲ့ပုံစံမျိုးကိုသွားရမယ်တမပါတယ်။တစ်ဖက်က Chelsea တို့ကဒီနေ့ပေါ်စံမှာ make or break ပါပဲ။ခုနကပြောလို့ Chelsea ဒီနေ့ဒီနေ့ပေါ်စံမှာနိုင်ခဲ့ပြီဆိုရင် assist နဲ့က Arsenal နဲ့တောင်မှသုံးမှတ်လောက်ထိကတ်သွား၊သုံးမှတ်လောက်ထိဒါကျွန်တော်ကတ်သုံးမှတ်ပဲကွာမယ်အနေထားတစ်ခုကတ်သွားနိုင်ရ။မင်းတို့ Enzo Morrisca ကိုဆိုးတဲ့တာပြောတာ Arsenal နဲ့သုံးမှတ်ပဲကွာပါလားဆိုတဲ့ moment ကြီးကိုရောက်သွားမယ်အနေထားကိုရောက်သွားခဲ့မယ်။အဲ့တော့ဒီနေ့ပေါ်စံမှာဒါကျွန်တော် Chelsea အသင်းတို့ကလည်းကြည့်မယ်တော့တော်တော်လေးကို mighten နေတာတစ်ခုရောက်သွားတယ်။အဲ့တော့ဒီနေ့ပေါ်စံမှာ Arsenal အသင်းကလုံးဝအမှားလို့မရဘူး။ Arsenal အသင်းဒီနေ့ပွဲစံမှာ mind ဘယ်လောက်ထိအခြေအနေဆို ူးသွားနိုင်မယ် Northern Forest ကသာနိုင်သွားခဲ့မှာဆိုရင်ရမှတ်အဖြစ်တမှတ်ပဲ quarantine ဒါတခုရောက်သွားမယ်အဲ့တော့ပြောချင်တာရှင်းရှင်း Arsenal တင်းတက်ကဒီနေ့ပွဲစဉ်မှာရှုံလို့မရလုံးဝရှုံလို့မရဘူးဂိုတိဘဂုံတိတ်ခါပိုင်းဆိုင်ရာလည်းရှုံလို့မရဘူးကျွန်တော်ဒါအမှတ်အဖြစ်လည်းရှုံတယ်ဘယ်ဘက်ကကြီးကြီး Arsenal တင်းကဒီနေ့ပွဲစဉ်မှာ make it ကို break it ပဲ ။ရှော့စီးတင်တော့ကဒီနေ့ပုံစံမှာဒါကျွန်တော်အောက်ကတင်နေတာနှစ်မှတ်သုံးမှတ်လောက်ကွာနေသူတို့ကြောင့်တိတ်ပြီးတော့တာရှော့မရှိဘူး။ဆိုတော့အစစ်ခွနစ်ကတင်နေတာလက်ရှိမှာဒါကျွန်တော် Brighton တင်နေသုံးမှတ်လောက်ကွာတယ်ကျွန်တော်ဒီနေ့မှာဒါ Arsenal တင်လို့ရှော့စီးတင်နေဒီနေ့ဒါဒီနေ့ပုံစံရှုံးလေဗျာ။အာအေးဆေးပဲကွာ။ပြန်လိုက်ပြီးတယ်ဆိုတဲ့ပုံစံတော့ဒါပေမဲ့ Arsenal တို့ကဒီနေ့ပွဲစဉ်ရှုံးခဲ့မယ်ဆိုအောက်တင်းနေတဲ့အရန်မှတ်ကတ်သွားမယ်အပေါ်တင်းနေလုံးဝမှတ်ကွာသွားခဲ့ပြီးတော့ Liverpool ကိုဒါမဲ့ဖလားရသည်မှာဒါဖလားပေးလိုက်ရသူတော်ဖြစ်သွားနေတယ်ဒါတခုရောက်သွားနေအဲ့တော့လက်ရှိမှာ Liverpool ပြည်သက်တွေကဒီနေ့မှာဒါကျွန်တော်ဒီဒီဘက်မှာ ကာရာဘောပွဲစဉ်မှာသူ့ရဲ့အသင်းကိုလည်းသူအားပေးနေလို့ဒါချက်စီအသင်းကိုလည်းအားပေးရမယ်သဘောမှာရှိပါတယ်အဲ့တော့ဒီပွဲစဉ်ကဒါကျွန်တော်မှတ်မှတ်ရသိရတော့လီဗာပူးနဲ့ဒါညူကာဆယ်မလာခင်အရင်ကံမှာဖြစ်တော့လီဗာပူးအသင်းပြိတက်နေတာကျွန်တော်ချက်စီကိုဒါအားပေးရမယ်ပြီးရင်ဒါကျွန်တော်တို့အဲပြီးရင်တော့ဒါကျွန်ကိုအသင်းကိုပြားပေးရမယ်ဒါရက်တရက်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်မြေတို့ပင်စိုးစီကမှဒီနေ့ပွဲစဉ်ကကျွန်တော်တော့တော်တော်လေးသဘောကျတယ်ဘာလို့လဲ ဟိုအာဆိုသေးတယ်ဒီနေ့ဘုံတော့ဘလောက်ထူပေါက်ကွဲအပြင်းထန်ပြောင်းစိတ်ဝင်စားဘာလို့သူတို့ရဲ့ဒါကစားသမားတော်တော်များလည်းအားယူထားတာဒါ Chelsea ကဒါဒီညမှာဒါ iconic ဖြစ်တယ်တော့မမဲ့ရဗျာအဲ့တိုင်းမှာဒီလိုပုံစံတစ်ခုရှိခဲ့တယ်ပတ်မိလား Chelsea ဖြစ်တဲ့စပါးနဲ့ Leicester နဲ့အမတ်အဲ့လောက်မကွာဒီလိုပုံစံမျိုးလားဆယ်မက်ကျော်ကွာနေတဲ့အချိန်စပါးကအဲ့ဒီပွဲကိုတရေတုံးမှုအရှုံးဖြစ်ပြီးဆိုရင် Leicester ကဖလားရပြီအဲ့ဒီအချိန်မှာ Chelsea အသင်းကသူတို့ London ကအသင်းကိုဒါကျွန်တော်ရအောင်ဖြုတ်မယ်ဆိုတဲ့စိတ်နဲ့မမဲ့ရ Hazard များအဲ့ဒီပွဲစဉ်က ကောင်းလိုက်အဲ့တော့မမဲ့ရတာကျွန်တော်နှစ်သိန်းလုံးတော့တသိန်းမှအလုံးမရှိဘူးတသိန်းက၈ယောက်လောက်ဝါတယ်မမဲ့ရပဲအဲ့ပွဲဆိုကျွန်တော်အမဲ့ရဆုံးတော့ပါတယ်လုံးဝတယောက်မထူးသန့်တာတယောက်မှမနီတော့အကုန်လုံးဝါတယ်ဟာဇက်နဲ့လော်ရစ်နဲ့ညီတယ်ဒန်ဘီလီနဲ့ကော့စတာနဲ့အကုန်ညီရတာဗျာသိလားမမဲ့ရပဲအဲ့တော့ Chelsea တင်းနေနဲ့ဒါမျိုးကိုတမိုင်းကိုတပတ်ပြန်လေအောင် Arsenal တင်း okay မင်းတို့ရဲ့အိမ်မက်တွေကိုငါတို့ပဲဖျက်ဆီးခဲ့တယ်ကွာဆိုတဲ့ပုံစံမျိုးဒီနေ့ပုံစံမှာဆက်လက်ပြီးလုပ်ပြောက်ွက်ပိုဆိုးတာ London Derby ဖြစ်တဲ့အတွက်ကြောင့်မလို့ အာဆိုသင်းရဲ့ဖလားအိမ်မက်ကိုချက်စီအဆုံးသတ်ပိုင်ခွင့်ရှိတယ်။အဆုံးသတ်ခဲ့မယ်ဆိုရင်တော့ခုနပြောသူပဲတမိုင်းတွင်စရာတခုပြောစရာဖြစ်လာခဲ့ဦးမလို့မြင်တယ်။အဲ့တော့ချက်စီသင်းကဒါမျိုးတစ်ခေါက်အရင်တော့ကလုတ်ခဲ့ပြီးတော့အခုတစ်ခေါက်လည်းထပ်လုပ်ပိုင်ခွင့်ရှိမယ်တယ်မှာပါတယ်။ ဆောင်ကြည့်ရမှာပဲတကယ်ကိုရင်ခုန်စစ်လို့ရှာစရာပွဲတပွဲဖြစ်မယ်လို့ပြောရင်လည်းပဲကျွန်တော်တော့ကုန်ပြပါအောင်ဗျဘလုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတော့မှကျင်းလို့စပေါအောင်ကုန်ကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဦးအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးရဲ့ link တွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်များစွာကုန်ကြည့်လို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရများများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဦးများများကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးပဲကြိုးတင်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲ ကျွန်တော်ကိုတော့ကုန်ပြပါဗျအားလုံးမကြိုးတူပါနဲ့နောက်မှကျွန်တော်တွေ့ကြရပါဗျတေးဖို့ပါဗျ